အားလုံးပဲမင်္ဂလာပါ Flat Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပါတာကြီးနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုဆွေးနွေးကြည့်ရအောင်ပါလူမျိုးနယ်နိမိတ်တွေကိုကြော်လွန်ပြီးကမ္ဘာလူဦးရေရဲ့50%ခန့်လုံးကျော်ကိုလမ်းကြုံတာနဲ့အဓိကပါတာကြီး၄ခုဖြစ်တဲ့ပရိယံဘာသာအစ္စလမ်ဘာသာအိန္ဒုဘာသာနဲ့ဗုဒ္ဓဘာသာတို့ဟာကမ္ဘာဟောင်းရဲ့အလယ်ဘဝနားမှာရှိတဲ့ကျင်းမြောင်းတဲ့မြေကွက်လေးတစ်ခုကနေဘာကြောင့်များပေါ်ပေါက်လာခဲ့ရတာလဲအရှေ့လေပိုင်းနဲ့မြောက်အိန္ဒိယကိုဖြတ်ပြီး2600ကီလိုမီတာရှည်လျပြီး900ကီလိုမီတာကျယ်တဲ့ဒီမြေကိုကျွန်တော်တို့ဟိုလီဘတ် တန်ရှင်းတဲ့ကပတ်လို့ခေါ်ကြပါမယ်။ဒီနေရာကကပတ်မြေဧရိယာစုစုပေါင်းရဲ့၄ရာခိုင်နှုန်းအောက်ပဲရှိတာကိုတင်ပြပါသလား။အမေဇုန်ဒေါ်နီဝါရီ၊နောက်အာဖရိကဗူဒူ၊နောက်ကိုကွယ်မှု၊ဒါမှမဟုတ်ဂျပန်ရှင်တို့ဘာသာတွေလိုအခြားနေရာတွေကဘာသာတရားတွေဟာဘာကြောင့်ကပတ်နဲ့ကြကြပြပြမပြန့်ပွားခဲ့ကြတာလဲ။ဒီစတုဂန်ပုံနယ်မြေလေးမှာဘာများထူးခြားနေလို့ပါလဲ။ဝိညာဉ်ရေးကပိုပြီးပြေဝနေတာလား။ဒါမှမဟုတ်လူတွေကြောက်လားဘုရားသခင်တွေကမျက်နှာသာပေးပြီးပရိုဖက်တွေကိုဒီနေရာကိုပဲဆီလွတ်ခဲ့တာလားဒါတွေအားလုံးကထူးခြားမှုတက်တက်ပဲလားဆိုတာကိုကြည့်လိုက်ကြရအောင်ပါ ခရီးယံဘာသာဘာသာတရားတွေထဲမှာအကြီးဆုံးတွေကတခုဖြစ်တဲ့ခရီးယံဘာသာဟာနောက်လိုက်2.4ဘီလီယံရှိပါတယ်ဒီဘာသာဟာယေရှုကို လောကကတိုင်မှာအာသာနီဖြစ်တတ်မှတ်ခဲ့တဲ့ဂျေရုဆလင်မှာစတင်ခဲ့တာပါပထမပိုင်းမှာဂျူးတွေအတွက်ပဲဖြစ်ခဲ့ပေမဲ့ဒါလူမျိုးမှာပေါလုရဲ့ဂျေဇုကြောင့်လူမဟုတ်သူတွေတာသနာပလူများအတွက်ပါပွင့်လင်းတဲ့ဘာသာတစ်ခုဖြစ်လာခဲ့ပါတယ်။ယောမအင်ပါယာရဲ့ပုံသေးလမ်းကြောင်းတွေနဲ့လမ်းတွေရဲ့ကွန်ရက်ကိုတုံပြပြီးမြေမြဆန်းဆန်းပြန်ပွားခဲ့ပါတယ်။ခရစ်နှစ်352ခုနှစ်မှာအီဂရစ်ကွန်စတန်တိုင်ပြည်ံဘာသာကိုကူပြောင်းပြီးတဲ့နောက်မှာတော့ ဒီပါတာကူယောဘာနဲ့အရှိအနီးပိုင်းမှာခိုင်မာတဲ့တရားဝင်မှုရရှိခဲ့ပါတယ်။16ရာစုစူဇန်ရှာဖွေရေးခင်မှာကက်သလစ်နဲ့ပရိုတက်စတင့်သာသနာပြုတွေဟာကမ္ဘာနဲ့ခီးထွက်ခဲ့ကြလို့ပရိယံဘာသာဟာစစ်မှန်တဲ့ကမ္ဘာလုံးဆိုင်ရာဘာသာဖြစ်လာခဲ့ပါတယ်။အစ္စလမ်ဘာသာကမ္ဘာပေါ်မှာအကြီးဆုံးဘာသာတွေထဲကတစ်ခုဖြစ်တဲ့အစ္စလမ်ဘာသာမှာနောက်လိုက်1.8ဘီလီယံဒါမှမဟုတ်လူ၄ယောက်မှတယောက်နီးပါးရှိပါတယ်။ပရိနဲ့950ပြည်နှစ်မှာဖြစ်တဲ့ sorry အေးပြနိုင်ငံမကမျိုးမှာမိုဟာမက်မူဖာကေယာကနေစတင်ခဲ့ပြီးအဆူတဲသောဘုရားဝါဒကိုဟောပြောပါတယ်။ ဘဝမမကွယ်လွန်မီမှာအာရီဗျမျိုးနဲ့စုတွေကိုစီလုံးစေခဲ့ပြီးနောက်ပိုင်းမှာအူမာယာခါလီဘိတ်မင်ဆာဟာမြောက်အာဖရိကနဲ့အိုင်ဘီးရီးယားကနေအိန္ဒိယထိကျယ်ပြန့်တဲ့အင်ပါယာကြီးကိုထိုးထောင်ခဲ့ပြီးအစ္စလမ်ဘာသာကိုအာရီဗျကျွန်းဆွယ်ရဲ့နယ်နိမိတ်တွေထက်ကျော်လွန်အောင်တွန်းပို့ခဲ့ပါတယ်။နောက်ပိုင်းမှာပေါပေါလာတဲ့အင်ပါယာတွေပုံတွေတွေနဲ့သူစန်းရှာဖွေသူတွေကြောင့်တောင်နဲ့ရှေ့တောင်အာရှရှေ့ဥရောပနဲ့အာဖရိကထိပိုပြီးပြန့်သွားခဲ့ပါတယ်။ဟိန္ဒူဘာသာနောက်လိုက်တဲ့သမား2ဘီလီယံရှိတဲ့ဟိန္ဒူဘာသာဘာပေါ်မှာတတိယအကြီးဆုံးသာမကနေပေါင်း၄၅၀၀ဒီပါတန်တန်းရှိပြီဖြစ်တဲ့ ဘာတတန်းအရင်ဆုံးပါတာလည်းဖြစ်ပါတယ်။ဒီထောင်သူတို့ဦးတဲ့ကျန်းကတခုသို့မဟုတ်ခရက်တခုကနေစတင်ခဲ့တာမဟုတ်ပါဘူး။ဘင်းကမြဝမ်းရှိဝေဒခေအချက်ချဒေသမှာစတင်ခဲ့ပြီးအိန္ဒိယတိုင်းငယ်တခုလုံးကိုလွှမ်းမိုးခဲ့ပါတယ်။၎င်းဟာကြီးမားတဲ့ဘာသာပြောင်းလဲရေးလှုပ်ရှားမှုတွေနဲ့မပြောင်းပွားခဲ့ပဲရွေးရရင်ကျေမှုရွှေပြောင်းနေထိုင်မှုနဲ့ပုံသဏ္ဍမှုတို့မှတစဉ်တိမ်မွေးစွာကြီးထွားလာခဲ့တာပါ။ဒီပေါ်ဘင်္ဂလားဒေ့ရှ်အင်ဒိုနီးရှားနဲ့ဒီလီလင်္ကာတို့လိုဒေသတွေမှာလည်းနောက်လိုက်တွေတည်တည်သာသာတိုးပွားခဲ့ပါတယ်။ဟုတ်တာပါသား တော်ရဲ့စင်းထဲမှာနောက်ဆုံးဖြစ်တဲ့ဗုဒ္ဓဘာသာနောက်လိုက်တန်900ခန့်ရှိပါတယ်။ဒီစီ900စုနဲ့မှာခေတ္တနီဘောနိုင်ငံလူဝီနီမှာတိတ်တရဂေါရမမူဘခေယကဏ္ဍစတင်ခဲ့ပါတယ်။အလင်းရပြီးတဲ့နောက်မှာဗုဒ္ဓဖြစ်လာခဲ့ပြီးလွမြောက်ရာအရိယတစ္ဆာ၄ပါးနဲ့ရှစ်ပါးသောလမ်းကိုဟောကြားခဲ့ပါတယ်။ဒီဘာသာဟာမောရိယအင်ပါယာရဲ့အတော်ကမင်းကြီးလက်ထက်ဒီစီ300စုနဲ့မှာစတင်ပြန့်နှံ့ခဲ့ပါတယ်။ခေလင်္ကာစစ်ပွဲရဲ့ဒီကိုင်နေနာမှုတွေကိုမြင်တွေ့ပြီးနောက်နောက်ရခဲ့တဲ့အတော်ကဟာဗုဒ္ဓဘာသာကိုလက်ခံပြီးအင်ပါယာရဲ့တောင်တိုင်းကိုသာသနာပြုတွေဆီလွှတ်ခဲ့ပါတယ်။ ပိုလန်မှာမှတစဉ်ဘောအာရှကိုရောက်ရှိခဲ့ပြီးအဒီကနေ့တစဉ်အရှေ့အာရှရဲ့အဓိကဘာသာအဖြစ်ကြီးထွားလာခဲ့ပါတယ်။နောက်ပိုင်းမှာထရယဝရဗုဒ္ဓဘာသာဟာတိရိလင်္ကာမှာတစဉ်အရှေ့တော်အာရှဒေသအများစုကိုပြန်ပွားခဲ့ပါတယ်။ဒါဆိုရင်ဒီအဓိကဘာသာကြီး၄ခုစလုံးဟာဘာကြောင့်ဒီကျင်းမြောင်းနဲ့ပထဝီနေမြေကနေပဲလာခဲ့ရတာလဲ။ဂျေရုရှလင်အာယိပြနဲ့မြောက်အိန္ဒိယတို့ဟာဥရောပအာရှနဲ့အာဖရိကတို့ကိုညှပ်ထားတဲ့ကမ္ဘာဟောင်းရဲ့ဗဟိုချက်မှတရှိနေပါတယ်။ဒါကကုန်သွယ်မှု ဖြစ်ပြောင်းနေထိုင်မှုနဲ့ယဉ်ကျေးမှုဖလှယ်မှုတွေအတွက်သာတဘာဝဗဟိုချက်ဖြစ်ပြီးအတွေ့အခေါ်တွေလင်းမြန်းစွာပြန်ပေါ်ဖို့အကောင်းဆုံးနေရာပါ။ပုံလမ်းမှာတမိုင်းဝင်ပိုလန်မှာဟာဒီဒေသတွေကိုဖျက်ကားတိုက်ရိုက်သွားနေခဲ့ပြီးအာရေဗျန်လေဘန်နဲ့ပါရှားကွန်တွေလမ်းကြောင်းတွေဟာတိုက်ကြီး၃ခုကိုချိတ်ဆက်ပေးခဲ့ပါတယ်။ပင်လယ်ခရီးမှာဂျေရုဆလင်ဟာမြေထဲပင်လယ်နဲ့အာရေဗျဟာပင်လယ်နီနဲ့ပါရှန်ပင်လယ်ကိုအိန္ဒိယဟာဘင်္ဂလားဒေ့ပင်လယ်အော်နဲ့အာရေဗျပင်လယ်နဲ့တိုက်ရိုက်ထိစပ်နေပြီးဒီကြောင်းကုန်သွယ်မှုကိုအပြေအဝဝင်ရောက်နိုင်ခဲ့ပါတယ်။ ရင်းကမြေဝမ်းဟာစပါပေါ်မှာရှုပ်ထွေးတဲ့လူဖွဲ့စီတွေဒါမှမဟုတ်ယဉ်ကျေးမှုများပေါပေါက်ခဲ့တဲ့ပထမဆုံးသောနေရာတွေကတခုပါပဲ။အဘချာဒေတာတွေကမဲလိုက်စားသောသူခင်မှရှိနေတော့ဒီဒေတာမှာလူကြီးထူထပ်တဲ့မျိုးပြဗဟုချက်တွေရှိနေခဲ့ပါတယ်။ဒီလိုလူကြီးထူထပ်တဲ့နေရာတွေမှာဘုံတော်ကြီးတွေသိရတော်တွေအတွေ့အခေါ်ပညာရှင်တွေလိုသူမျိုးတမွေဝမ်းကြောင်းတွေပေါ်လာဖို့လိုအပ်ချက်ကိုဖန်တီးပေးခဲ့ပါတယ်။ဝိညာဉ်ရာကိုတစ်တလုံးမြုပ်နှံပြီးတရားဟောနိုင်တဲ့ပုံကိုယ်တွေပေါ်လာခဲ့ပါတယ်။ ။ဒါကြောင့်ဘာသာရေးဟာကျေလက်လူဖွဲ့ဇီးရီစီကိုပါပြန့်နှံ့သွားနိုင်တဲ့တန်ဖိုးရှိတဲ့ပို့ကုန်တစ်ခုဖြစ်လာခဲ့တာပါ။ဒူမာရီယန်ဆန်ခရိုက်တို့လိုစောစောစာရေးသားသောဘာသာစကားတွေဟာလည်းဒီဒေတာကနေပဲဆင်းသက်လာခဲ့ပါတယ်။သူရည်ထူတဲ့မြို့ပြဒေတာတွေမှာအုပ်ချုပ်ရေးနဲ့မတန်းထိန်းသိမ်းဖို့တည်ရောက်တဲ့ဆက်သွယ်ရေးစနစ်တွေလိုအပ်ခဲ့ပါတယ်။ဗီဇာရေးသားချင်းစနစ်တွေကြောင့်ဒီဘာသာတရားတွေရဲ့ဘာသာရေးကျမ်းစာတွေနဲ့ယူဝါဒတွေကိုမတန်းတင်ပြီးနောက်ဘက်တော်နဲ့မရနိုင်တဲ့နီလန်နဲ့ဒေလက်လူဖွဲ့ဇီးရီစီကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆိုင်တမှုစနစ်မရှိတဲ့ဒေတာကပါတာတွေထက်ပိုကြီးမြန်ဆန်ပြီးတိကျစွာပြန်ပွားစေခဲ့ပါတယ်။အစ္စလမ်ဘာသာကိုဦးမေရွန်းနဲ့အဘတ်ဆစ်လိုအလီဘိတ်မင်းဆက်အင်ပါယာကြီးတွေကကမ္ဘာစင်းကိုတွန်းပို့ပေးခဲ့ပါတယ်။ဘုရားဘာသာကိုအာဒေါကအီဂရီရဲ့ဘောရီးယားအင်ပါယာကထောက်ခံခဲ့ပြီးအိန္ဒိယနဲ့အာရှတခွင်ကိုပြန်နှံ့စေခဲ့ပါတယ်။ဒါတွေအားလုံးကဟိုလီဘတ်တနီးယားပြည်တန်ရှင်းတဲ့ကပတ်နယ်မြေကကမ္ဘာထိပ်တန်းဘာသာတရားတွေရဲ့မူလနေရာဖြစ်လာရတဲ့လက်တွေ့ကြတဲ့စိတ်လို့ရှားစရာကောင်းတဲ့အကြောင်းရင်းတွေပါပဲ။ဒါဆိုရင်ဘာသာတရားတွေပေါ်ထွက်လာတာဟာလက်ဆိုင်မှုတစ်ခုတတ်တတ်ပဲလား။ဒါမှမဟုတ် ဒီမြေပေါ်မှာဝင်းကြီးရေးရအရာမှန်တကယ်ပဲထူးခြားတဲ့အရာတစ်ခုခုရှိနေတာလားဆိုတာမိတ်ဆွေရဲ့အတွင်းမြင်တွေကိုလည်းကွန်မန့်မှာမှန်းခဲ့ပေးနိုင်ပါတယ်။ဗီဒီယိုလေးရတဲ့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်။